လက်တင်အမေရိကဟာတချိန်ကကမ္ဘာအခြားဖွံ့ဖြိုးဆဲဒေသတွေထက်ပိုချမ်းသာခဲ့ဘူးပါတယ်။ဒါပေမဲ့ဘာကြောင့်စင်ဆက်မပြတ်စီးပွားရေးတိုးတက်မှုကိုမရရှိခဲ့တာလဲ။ဘာကြောင့်ဒီမိုကရေစီကိုခိုင်မာအောင်မတည်ဆောက်နိုင်ခဲ့တာလဲ။မိတ်ဆွေတို့အနေနဲ့ဒီမေးခွန်းတွေကိုစဉ်းစားမိဘူးပါသလား။မိုက်ကယ်ရေးရေးသားထားတဲ့မေးလျော်ထားသောတိုက်ကြီးစာအုပ်ထဲမှာဒီမေးခွန်းတွေရဲ့အဖြေကိုရှာဖွေနိုင်ပါတယ်။ ဒီစာအုပ်ကို ရေးသားတဲ့ Michael Rick ဟာလက်တင်အမေရိကရေးရကျွမ်းကျင်သူတဦးဖြစ်ပါတယ်။သူဟာ The Economist Magazine မှာနှစ်ပေါင်းများစွာလက်တင်အမေရိကဆိုင်ရာသတင်းတွေကိုရေးသားခဲ့သူဖြစ်ပါတယ်။သူ့ရဲ့အတွေ့အကြုံတွေနဲ့လေ့လာတွေ့ရှိချက်တွေကိုအခြေခံပြီးဒီစာအုပ်ကိုရေးသားထားတာဖြစ်ပါတယ်။ဒီစာအုပ်မှာလက်တင်အမေရိကရဲ့တမိုင်းကြောင်းယဉ်ကျေးမှုနဲ့စီးပွားရေးအခြေအနေတွေကိုအသေးစိတ်ရှင်းပြထားပါတယ်။ လက်တင်အမေရိကဟာတချိန်ကဖွံ့ဖြိုးဆဲနိုင်ငံတွေထက်ပိုချမ်းသာခဲ့ပေမဲ့ဘာကြောင့်ဖွံ့ဖြိုးမှုနောက်ကျခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းတွေကိုစမ်းစစ်ထားပါတယ်။ဆက်လက်ပြီးလက်တင်အမေရိကရဲ့ဒီမိုကရေစီတိဆောက်ရေးကြိုးပမ်းမှုတွေနဲ့စိန်ခေါ်မှုတွေကိုလည်းတင်ပြထားပါတယ်။မီခိုမှု theory အရလက်တင်အမေရိကရဲ့ဖွံ့ဖြိုးမှုနောက်ကျရခြင်းအကြောင်းရင်းကကမ္ဘာစီးပွားရေးမှာနှိမ့်ကျတဲ့အခန်းကဏ္ဍကပါဝင်နေရလို့လို့ဆိုပါတယ်။ American ရဲ့ဝင်ရောက်စုဖက်မှုတွေကြောင့်လို့လဲဆိုပါတယ်။ ဒီ theory အရချမ်းသာတဲ့နိုင်ငံတွေကဆင်းရဲတဲ့နိုင်ငံတွေကိုအမျက်ထုတ်တာကြောင့်ဆင်းရဲတဲ့နိုင်ငံတွေဟာဘယ်တော့မှဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဒီ theory မှာအားနည်းချက်တွေရှိပါတယ်။အာရှနိုင်ငံအများအပြားဟာကမ္ဘာအယောင်းဝယ်တွေမှာပါဝင်ပြီးဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့နိုင်ပါတယ်။ဒီအချက်ကမိခိုမှု theory ရဲ့အားနည်းချက်ကိုထောက်ပြနေပါတယ်။ ဒါအပြင်ဒီတီအိုရီဟာအပြစ်တင်မှုကိုအားပေးတာကြောင့်လက်တင်အမေရိကသားတွေဟာသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်တာဝန်ယူမှုကိုလျော့နည်းစေနိုင်ပါတယ်။ယဉ်ကျေးမှုအယူအဆအရလက်တင်အမေရိကရဲ့ရုံးကန်မှုတွေဟာ Iberian Catholic ယဉ်ကျေးမှုအမွေအနှစ်ကြောင့်လို့ဆိုပါတယ်။ဒီယဉ်ကျေးမှုဟာအရင်းရှင်စနစ်ကိုဆန့်ကျင်ပြီးဒီမိုကရေစီတန်ဖိုးတွေကိုလက်မခံဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ DU စဟာလက်တင်အမေရိကရဲ့မတူကွဲပြားမှုတွေနဲ့အချိန်ကြာလာတာနဲ့အမျှဖြစ်ပေါ်လာတဲ့အပြောင်းလဲတွေကိုထည့်သွင်းစဉ်းစားဖို့ပြက်ကွက်ခဲ့ပါတယ်။လက်တင်အမေရိကရဲ့ဖွံ့ဖြိုးတိုးတက်မှုစိန်ခေါ်မှုတွေကိုသမိုင်းမွေနှစ်တွေပထဝီအနေထားဆိုင်ရာအချက်တွေနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့မူဝါဒရွေးချယ်မှုတွေအပေါ်မှာမူတည်တယ်လို့နားလည်နိုင်ပါတယ်။ ကိုလိုနီခေတ်ကမြေယာခွဲဝေမှုနဲ့တမိုင်းဝင်ခွဲခြားဆက်ဆံမှုတွေကနေဆင်းသက်လာတဲ့မညီမျှမှုတွေဟာဆိုးရွားတဲ့စဝန်တစ်ခုကိုဖန်တီးထားပါတယ်။လက်တင်အမေရိကမှာအာနာရှင်စနစ်တွေရှိခဲ့ပေမဲ့ liberal ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမြဲတမ်းလိုလားခဲ့ကြပါတယ်။လွတ်လပ်ရေးကောင်းဆောင်များပြားကဒီမိုကရေစီအစိုးရတွေကိုတည်ထောင်ဖို့ရည်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ဒေတာတွင်ပြည်ပခန့်တွေလူမှုရေးမြင့်များမှုတွေနဲ့ခေါင်းဆောင်တွေရဲ့ပေါ်ထွန်းလာမှုတွေကြောင့်ဒီမိုကရေစီတိဆောက်ဖို့ကြိုးစားမှုတွေဟာအားနည်းခဲ့ရပါတယ်။အေဂျင့်နဲ့နီလန်းနဲ့အပြောင်းလဲကိုမဖြစ်နိုင်အောင်လုပ်တဲ့သူတွေဟာ အကြမ်းဖက်တဲ့အပြောင်းလဲကိုမလွဲမသွေဖြစ်လာစေတယ်။အမေရိကန်ရဲ့ဝင်ရောက်ဆက်ဖက်မှုဟာဒီမိုကရေစီလှုပ်ရှားမှုတွေကိုအားနည်းစေပြီးဒေတာတွင်မှာအမေရိကန်စန့်ကျင်ရေးစိတ်ဓာတ်ကိုမြင့်တက်စေခဲ့ပါတယ်။ ကျူဘာတော်လန်ရေးကလက်တင်အမေရိကတဝန်ကဘယ်ဝဲလှုပ်ရှားမှုတွေအတွက်အပြေအမြောက်ပြုခဲ့ပါလဲဝါရှင်တန်သဘောတူညီချက်ဟာနိုင်ငံတကာဗန်နာရေးအဖွဲ့အစည်းတွေက မြင့်တင်တဲ့လွတ်လပ်သောဈေးကွက်စည်းပွားရေးမူဝါဒတွေအစုအဝေးတစ်ခုဖြစ်ပါတယ်ဒီမူဝါဒတွေမှာဗန်နာရေးစည်းကမ်းကုံသွယ်မှုလွတ်လပ်ခွင့်ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းနဲ့စီမင်းစည်းကမ်းတွေကိုဖယ်ရှားခြင်းတို့ပါဝင်ပါတယ်ဝါရှင်တန်သဘောတူညီချက်ဟာ ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်နိုင်ခြင်းနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်ခြင်းစတဲ့အောင်မြင်မှုတချို့ကိုရရှိခဲ့ပါတယ်။လက်တင်အမေရိကဟာမြို့ပြအတွင်ပြောင်းလဲမှုဖြစ်စဉ်ကိုလင်းမြန်စွာဖြတ်တန်းခဲ့ပါတယ်။လူဦးရေအများစုဟာမြို့ကြီးတွေမှာနေထိုင်ကြပါတယ်။ဒီအတွင်ကူးပြောင်းမှုဟာလူမှုရေးအရရွေးလျားနိုင်မှုနဲ့ဝန်ဆောင်မှုတွေကိုရယူနိုင်ဖို့အခွင့်အလမ်းတစ်တွေကို ယူဆောင်လာပေးပါတယ်။ ဒါပေမဲ့ဆင်းရဲမွတ်တေမှုမညီမျှမှုနဲ့ရာဇဝတ်မှုစတဲ့စိန်ခေါ်မှုတွေကိုလည်းဖန်တီးပေးခဲ့ပါတယ်။လက်တင်အမေရိကနိုင်ငံအများအပြားဟာဗဟိုချုပ်ကင်မှုရှော့ချတဲ့လုပ်ငန်းတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဒေသန္တရအစိုးရတွေကအာဏာနဲ့အရင်းမြစ်တွေကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းကအုပ်ချုပ်ရေးကိုတိုးတက်ကောင်းမွန်စေနိုင်တယ်လို့ဒေသခံတွေရဲ့လိုအပ်ချက်တွေကိုလည်းတုံ့ပြန်ပေးနိုင်ပါတယ်။ ဒါပေမဲ့အကျင့်ပြတ်ချစားမှုလုပ်ငန်းကျွမ်းကျင်မှုမရှိခြင်းနဲ့ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်းစတဲ့စိန်ခေါ်မှုတွေကိုလည်းဖန်တီးပေးပါတယ်။လက်တင်အမေရိကရဲ့အနာဂတ်ဟာကုန်သွယ်မှုယင်းနှိမ့်မြုံနယ်မှုနဲ့ဤပညာစမ်းသစ်တီထွင်မှုအတွက်အခွင့်အလမ်းတွေကိုရယူပြီးကမ္ဘာစီးပွားရေးတွေကိုထိရောက်စွာပေါင်းစည်းနိုင်စွမ်းပုံမှာမူတည်ပါတယ်။ ဒီပေါင်းစည်းမှုကိုရေရှည်တည်တတ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်ပေးနိုင်ပြီးဒေသတွင်းရဲ့အားနည်းတဲ့လူဦးရေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနိုင်တဲ့နည်းလမ်းနဲ့စီမံခန့်ခွဲရပါမယ်။မိတ်ဆွေဒီစာအုပ်ကနေသင်ခန်းစာတွေအများကြီးရနိုင်ပါတယ်။လက်တင်အမေရိကရဲ့စိန်ခေါ်မှုတွေကို နားလည်ပြီးဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတာကိုသိရှိနိုင်ပါတယ်။ခိုင်မာတဲ့အဖွဲ့အစည်းတွေတည်ဆောက်ခြင်း လူမှုရေးတန်းတူညီမျှမှုမြင့်တင်ခြင်းနဲ့လက်တွေ့ကျတဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုကျင့်သုံးခြင်းအပြင်လက်တင်အမေရိကနိုင်ငံတွေဟာပိုမိုတာယာဝပြောပြီးတန်းတူညီမျှတဲ့အနာဂတ်ကိုတည်ဆောက်နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ဒီအကြောင်းအရာတွေကိုလေ့လာပြီးလက်တင်အမေရိကရဲ့အနာဂတ်အတွက်အပြုသဘောဆောင်တဲ့အပြောင်းအလဲတွေကိုဖန်တီးဖို့တိုက်တွန်းခြင်းပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုအကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး။